တောင်ပြည်ရဲ့မိုင်းမီမြို့နယ်ရဲတပ်ဖွဲ့နဲ့ကိုခိုင်မြို့နယ်ရဲတပ်ဖွဲ့တွေကမူရစေဝါရောင်းဝယ်၃ဆတူ၂၂ဦးဖမ်းဆီးရမိခဲ့ပါတယ်။နမ်ခမ်ခရိုင်ဖြစ်တဲ့မိုင်းမီမြို့မှာပြီးခဲ့တဲ့အောက်တိုဘာ၃ရက်နေ့ကဖမ်းဆီးရမိတာဖြစ်ပြီးမူရစေဝါရောင်းဝယ်တဲ့အမျိုးသမီး၃ဦးနဲ့၃ဆတူအမျိုးသား၁၄ဦးဖမ်းဆီးရမိခဲ့တာပါ။မိုင်းမီမြို့ကဖမ်းဆီးရမိတဲ့တူလီစီမှာစီကြွာယူတုဆေးပြားလို့ခေါ်တဲ့ရာမထုံ၂ထုံနဲ့၂၉၃ပြားရှာဖွေဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ ကိုခိုင်မြို့နယ်မှာတော့ပြီးခဲ့တဲ့စက်တင်ဘာ10ရက်နေ့9ရက်နေ့နဲ့10ရက်နေ့တို့မှာမြို့ရစေဝါ3ဆွဲသူအမျိုးသား5ဦးကိုဖျားပွေဖမ်းဆီးရမိတာဖြစ်ပြီး၎င်းတို့တွေဟာဟိုနောင်နဲ့တော်စင်အွန်ကျေးရွာခန့်နေဖြစ်ကြပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလကလည်းနမ်ဆန်နမ်ဒူမန်တုံတီဘောနမ်ခမ်မူဆေမိုင်လုံမုံမိန်နဲ့မိုးကော့မြို့နယ်တို့မှာတအောင်ပြည်ရဲ့မြို့နယ်ရေတပ်ဖွဲ့တွေကမြို့ရစေဝါရောင်းဝယ်3ဆွဲသူ49ဦးထိဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့မူရစေဝါရောင်းဝယ်တူတွေကိုတောင်းပြည်ရဲ့မူရစေဝါတိုက်ဖျက်ရေးဥပဒေနဲ့အညီအမှုဖွဲ့အရေးယူတွားမှာဖြစ်ပြီးတော့တုံးဆွဲတဲ့တူတွေကိုအကျင့်စာလိုက်တာပြည်ပြည်ရေးစခန်းမှာအချိန်ကာလ6လကြာအကျင့်စာလိုက်တာတွေပြုပြင်ပေးတွားမှာဖြစ်ပါလေရှင်ကျမလေးဝစမင်ပါ